ဘဝမှာဥစ္စာပစ္စည်းနဲ့ပြည့်စုံခြင်းလိုက်တာလို့သင်တောင်းတတယ်ဆိုရင်ငါးပါးသီလကိုသာဖြူစင်အောင်ဆောင်ထိမ့်ပါဒီတိုင်းဟောတာမြတ်စွာဘုရားလူလောကထဲမှာကောင်းသတင်းတွေကြွေကြွေဝခြင်းတယ်သတင်းကောင်းတွေထွက်ခြင်းတယ်ဒီနေ့အဖြစ်နာမည်ကောင်းရခြင်းတယ်ဆိုရင်လည်းပဲငါးပါးသီလကိုသာပြည့်စုံအောင်ဆောင်ထိမ့်ပါလူဘဝကြီးမှာဥစ္စာပစ္စည်းနဲ့လည်းပြည့်စုံတယ် ကောင်းသောချီးမွမ်းခြင်းဖြင့်လည်းပဲအချီးမွမ်းခံရတယ်ဆိုရင်ဘာလို့လဲလဲအချမ်းမြင့်တော့ဘာမှမလိုတော့ဘူးလို့တော့ပြောလို့ရရနော်ပဝင်းချင်းရဲ့လေးစားမှုတမှုထားမှုမျက်နှာမှုလည်းရရလေဥစ္စာပစ္စည်းနဲ့လည်းပြီးရောအဲ့ဒီနှမျိုးလုံးကိုတိလာတိဟုသောအကြောင်းကြောင့်ရနိုင်တယ်ထာရင်လားဆိုတော့ကားပါ ါကဒီဘဝအတွက်လိုအပ်ချက်ကိုပဲပြည့်စုံစေတဲ့အပိုင်းကိုဖွင့်တာနော်ဘဝကသိပြီးတာနဲ့ပြီးမှလားမပြီးဘူးအဲ့ဒါဘာဆက်ပြောလို့လဲဆိုတော့ဗျာသိပြီးတဲ့နောက်မှာငါဘဝကောင်းလေးရချင်လိုက်တာလို့တောင်းတရဲဆိုရင်လည်းငါမသီလကိုသာပြည့်စုံအောင်စောင့်ပြီးသုံးချက်ပြောတယ်နော်အဲ့ဒီသုတ်တာပါဥစ္စာပြည့်စုံနေပြည့်စုံခြင်းရယ်ချီးမွမ်းသံနဲ့ပြည့်စုံခြင်းရယ်ပြီးတော့ဘာလို့ဘဝကောင်းကိုရချင်းနဲ့ပြည့်စုံခြင်း 好比啦，他讲福建对啦，人地少没水，但对啥嘛，山比岭美，山南岭美，比龙岩条件好。